ထိုင်းနိုင်ငံတာရှ်မြို့နဲ့မဲဆောက်မြို့ကြားလမ်းမမှာရှိတဲ့စစ်စေးရေးဂိတ်မှာအော်တိုဝါနှစ်ရက်နေ့လယ်ပိုင်းကမြန်မာဘက်ကိုပို့မယ်လို့ယူဆရတဲ့ဒုံးသီးနဲ့ဂျီဇန်တွေဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြချက်အရသိရပါတယ်။စက်တမနှစ်ရက်နေ့လယ်၁၂နာရီခွဲခန့်မှာဘန်ကောက်တာရှ်မြို့ဘက်ကနေမဲဆောက်ကိုလာတဲ့ရင်တစည်းကိုမဲဆောက်အဝင်တောင်းကြားခဲ့ဖြစ်တဲ့ဝိညာဥစစ်စေးရေးဂိတ်မှာသက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးခဲ့ကြောင်း တာရှ်ပြည်နယ်မဲဆောက်ခရိုင်တာရှ်မြို့နယ်မဲဆောက်သွားလမ်းမမဲဆောက်အဝင်စစ်စည်းရေးခိမ့်မှာပန်ကောက်လိုင်စင်မီဆူဘီရှိပါဂျရိုတစည်းကိုစစ်စည်းခဲ့တယ်လို့သိရပါတယ်။အဆိုပါမော်တော်ယာဉ်ကိုမောင်းနှင်လာသူအမျိုးသားနဲ့အဖို့တအူတို့ဟာနော်တာပူရီခရိုင်မှာနေထိုင်သူတအူနဲ့ပန်ကောက်မှာနေထိုင်သူတအူတို့ဖြစ်ကြောင်းသိရပါတယ်။ဖန်စီရမိတဲ့ဒုံသေးတွေမှာ87မီလီမီတာလောင်ချကြီးအလုံး40 40မီလီမီတာ RPG ကြီးထိပ်ဖိုး25လုံးပို့ရန်25ခု 5.5မီလီမီတာကြည်အတောက်1640လို့ဖြစ်ပါတယ်85ကီလိုမီတာအကွာအဝေးရှိတဲ့တာချ်မြို့နဲ့မဲဆောက်မြို့ကြားမှာစစ်စေးရေးကြီးနှစ်ခုရှိကခွေးညအုပ်အဖွဲမစုံကိန်းနဲ့ခွေးဟင်ဖုံအဖွဲစုံစစ်စေးရေးကြီးတို့ဖြစ်ပါတယ် စစ်စည်းရေးဂိတ်တာဝန်ရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေက၎င်းတို့နှုတ်ကိုစစ်စည်းမင်းမြတ်မှုထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ဖန်စီရမိသူနှုတ်ဟာ line up ကိုအသုံးပြုပြီး touch ခရိုင်မဲဆောက်မြို့မှာရှိတဲ့ကုန်တိုက်ကြီးတစ်ခုကိုပြစ်စည်းတွေပို့ဆောင်နေကြောင်းကနအူးစုံစမ်းမှုတွေအရသိရပါတယ်။ဒီလက်နက်တွေကိုတစ်ဖက်မြန်မာနိုင်ငံကိုနယ်စပ်ဖြတ်ကျော်ရောင်းချဖို့တန်ရရှိဝယ်ပြစ်စည်းတွေဖြစ်ကြောင်းလည်းထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။